ဆက်သက်လေတီဟာတနအိမ်ပိုင်း60နီးပါးထိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့ကြီးပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှာကြပါမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကစောစုထိန်ချုံနယ်မြေအတွင်းမှာကထိန်ပွဲနဲ့ပျော်ပွဲရှင်ပွဲတွေကိုစောစုကဥဆောင်ကျင်းပနေတယ်လို့မြို့အနီးဝန်းကျင်ကရွာတွေမှာ လေကြောင်းကနေဘုံကျဲတာတွေလည်းလှုပ်ဆောင်နေရလို့ဒေသခံတွေကပြောပါရယ်။တပိတ်ချင်းမြို့နယ်ကစောစုထိန်ချုံနယ်မြေဖြစ်တဲ့မှတ်တော်မူကြောက်ကြီးထူးတွင်ညောင်ရဲစပယ်နကိုကြောက်ွဲ အုံတကူစတဲ့ကျေးရွာတွေမှာကထိန်ပွဲတွေကိုဥဆောင် ကျင်းပနေရပဲဖြစ်ပါတယ်။အောက်တိုဘာ30ရက်တရက်ထဲမှာပဲတပိတ်ချင်းမြို့အနေကကျေးရွာတွေမှာလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်နဲ့မနည်းရှိခဲ့ပြီးတော့ဒီတိုက်ခိုက်မှုကြောင့်သေဆုံးသူမရှိပေမဲ့ဒဏ်ရသူတွေရှိတယ်လို့ဆိုပါတယ်။တပိတ်ချင်းမြို့နယ်မှာ စပန်နဂိုးပန်းပင်ကြောက်ဖြာရေဝိုးစင်မှတ်တော်မှုညောင်ရင်ကြောက်ကြီး ကြောက်ခွဲအုံတကူအုံပိုင်းထူးတွင်စတဲ့ကျေးရွာဆေးရွာကျော်ကိုစုပ်စုကထိ ंछ ုပ်ထားပေမဲ့ ကြံတဲ့ဒေတာတော်တော်များများကိုတော့တော်လိုင်းတက်တီကစိုးမိုးထားတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လကတည်းကတပိတ်ချင်းမြို့နယ်ကစောစုအခြေဆိုင်စကန်တွေကိုတော်လိုင်းအင်အားစုတွေကပူးပေါင်းကတိုက်ယူခဲ့ပေမဲ့ခုနမိုင်ကျေးရွာနီကစစ်အခြေခံလေ့ကျင့်ရေးတပ်စာခါတာနှစ်နဲ့တွင်းငယ်ကျေးရွာအနီးမှာရှိတဲ့အမှတ်73တပ်မတော်တပ်မြင့်လေ့ကျင့်ရေးကျောင်းနဲ့ကြောက်ကြီးနည်းပညာတပ်စတဲ့စစ်စကန်တချို့နဲ့အနီးနားကျေးရွာတချို့ကိုတင်းစီရရှိဖို့ကြံရှိနေပါသေးတယ်။ ဒါပေမဲ့စိုးစုက2025ခုနှစ်ဇွန်လကစပြီးလေကြောင်းအကူနဲ့ခုနှစ်မိုင်ကျေးရွာအနီးကနေစစ်ကြောင်းစထိုးလာတဲ့စိုးစုဟာတပိတ်ကျင်းမြို့ပေါဝင်တော်လန်ဟိတက်တွေတနေ့ကြာကြာတည်ယူနိုင်ခဲ့တဲ့နေမြေတချို့ကိုပြန်လည်တည်ယူခဲ့ပြီးနောက်မိုးကုံမန္တလေးလမ်းမိုင်အထိအချိန်မြင့်ကထိုးစစ်ဆင်ဖောက်ထွက်လာတာပဲဖြစ်ပါတယ်။လက်တလုံးမှာတော့တပိတ်ကျင်းမြို့နဲ့စေရေးရအချက်ချာကြတဲ့မန္တလေးမိုးကုံလမ်းဆောင်ရှိတဲ့ဖော်တော်ကျေးရွာတစ်ဝိုက်မှာတိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပြီးစုပ်စုကလည်းလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လုပ်နေတယ်လို့ဒေသခံတွေကပြောကြပါဗျာ။